ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSS အနေနဲ့တနင်္ဂနွေလပြစ်ခတ်တက်ခတ်မှုရစဲရေးသဘောတူစာချုပ် NCA ကို စက်ကူစုပ်တစ်ခုအဖြစ်မမြင်ကြောင်း RCSS ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမှုကြီးအုံခေကစီရင်တဲ့တင်းဌာနကိုပြောပါရယ်2021ခုနှစ်မှာမြမတက်မတော်ကအာဏာသိမ်းလိုက်တာဟာ NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ရည်မှန်းချက်တွေကိုပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီးဖြစ်ပြီးစာချုပ်ဟာလည်းစက်ကူစုပ်တစ်ခုအဖြစ်ရောက်သွားစေတယ်လို့ NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကင်တွေနဲ့အဖွဲ့ကွဲတွေစုစုပေါင်း6ဖွဲ့ကအောက်တိုဘာလ23ရက်မှာပူးတွဲထုတ်ပြန်ခဲ့တာပါ။အဲ့ဒီအဖွဲ့တွေကတော့ NCA စာချုပ်မှာလက်မှတ်ရေးထိုးခဲ့တဲ့ကရင်မျိုးသားစီယုံ KNU မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ချင်းမျိုးသားတပ်ဦး CNF တို့အပါအဝင် NCA ထိုးထားတဲ့အဖွဲ့တွေတဲကမှနှစ်ချမ်းကွဲထားတဲ့မွန်ပြည်သက်ပါတီ NNSPAD ပိုးမြသားလက်မြောက်ရေးအဖွဲ့ချုပ် PNL လားဟုဒီမိုကရက်တစ်အစီယုံ LDU တို့ဖြစ်ကြပါဗျာ။ RCSS အနေနဲ့ NCA စာချုပ်ကိုစက်ကူစုပ်အဖြစ်မမြင်တဲ့အပြင်အလေးထားလိုက်နာကြောင်း RCSS ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမှုကြီးအုံခေကစီရင်တဲ့တင်ဌာနကိုပြောပါတယ်။ကျွန်တော်တို့ RCSS အမြင်နဲ့တော့အဲ့လိုမမြင်ပါဘူးနော်။ကျွန်တော်တို့အဖွဲ့အတွက်အနေနဲ့တော့ NCA ကိုအလေးထားပြီးတော့อืมစေဝင်တစားอืมစေရောက်ကိုပါကြိုးစားပြီးတော့လိုက်နာနေစေပဲဆောင်ရွက်နေစေပဲအဲဒါတော့ ငယ်ပြောတလို့တော့ဟိုအလုံးမျိုးမမြင်ပါဘူးနော်။ကရင်သားလိုလားချက်ကကြတော့တစ်ဖွဲနဲ့တစ်ဖွဲတော့မတူကြပါနော်။အမျိုးမျိုးပဲအဲ့ဒါတော့ဟိုတို့ဖက်ကိုဖက်ကိုကြည့်ပါနော်။အဲ့ဒါတော့ဝေဖန်ရမလို့မရှိဘူးနော်။ SCA စာချုပ်ကိုဦးသိန်းစိန်အစိုးရလက်ထက်2015ခုနှစ်အောက်တိုဘာ15ရက်မှာစတင်ရှိထိုးခဲ့ကြတာဖြစ်ပြီး2025ခုနှစ်အောက်တိုဘာ15ရက်မှာဆယ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ NCA စာချုပ်ရဲ့လုပ်ငန်းရှင်တွေဟာ 2020ပြည့်နှစ်နောက်ပိုင်းကနေစတင်ကရပ်တန့်သွားတာဟာယနေ့အထိဖြစ်ကြောင်းစီးရီးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။ SGA စာချုပ်ကို KNU, RCSS, ALB, DKBA, KNU, KNLPC, PNLO, CNF, APSDF, NMSB နဲ့ LDU တို့စုစုပေါင်း10ဘွဲကလက်မှတ်ရေးထိုးခဲ့ကြတာပါ။ဒါပေမဲ့2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးသဘောထားကွဲလွဲမှုတွေကြောင့် SGA လက်မှတ်ထိုးထားတဲ့9ဘွဲနဲ့သာဆောင်ရွက်နေကြတာဖြစ်ပါတယ်။ငင်းကြရ NCA ကအခြေခံပြီး ှစ်ဦးနှစ်ဖက်သဘောတူညီထားတဲ့စာချုပ်ပါအတိုင်းလိုက်နာမှုရှိစွာဆောင်ရွက်သွားဖို့လိုတယ်လို့ RCSS ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမှုကြီး OMK ကစီရင်တဲ့တင်ဌာနကိုပြောပါရယ်။ငင်းချမ်းရေအနေနဲ့ပြောရမယ်ဆိုရင်တော့ NCA ကနေအခြေခံတော့နော်။အဲ့တော့တိုင်းပြည်ဒီ၆တဲ့နေရာမှာရောဒီ UK boy ကိစ္စကရောဒါတော့ဟိုကျွန်တော်အဖွဲ့အနေနဲ့တော့ဘာမှမပြောလို့ပေါ့နော်။ဒါပေမဲ့ NCA အဲ့ဒီ account ထဲပေါ်တဲ့နေရာမှာပဲအရေးကြီးတော့ပေါ့။ แต่ก็ยอมคุณบ่ตลอดแหมนูนแพตบตุมีทาได้กระชู่ใต้อืมสังเกตกับโหลได้ไอ้โหลไปเปล่าไปเนาะไอ้นี่อยู่จีมุที่ซอยเนี่ยมาอุมาอืมชมพี่เปล่ามาบ่เนาะโหนูนแพที่ซอกทาได้ตบตุมีมุอืมจะชู่ที่ยาสิทาได้ NC จะชู่บาดอันใดอืมไอ้เมีย လိုက်နာမှုရှိရှိနဲ့ဆောင်ရတာဖို့တော့လို့တော့ဘောနော်အဲအဲ့ထဲမှာอืมအများအပြင်းတော့อืมလောက်မှုတော့အများရှိသေးတော့ဘောနော်အဲစာချုပ်တော့သူထားပြတိုင်းအဲမဆောင်ရနိုင်ခဲ့တာကိုအများရှိတော့ဘောနော်ဒါပေမဲ့အသေးစိတ်တော့မပြောလို့တော့ပါဘောနော် SCA စာချုပ်မှာပြုပြင်စရာအချက်သိမ့်မရှိပဲပြည်စုံပေမဲ့လည်း အခုလက်တွေ့နဲ့အလုံးဖြစ်တဲ့အဆက်တွေကိုတုံ့တက်ပြီးပြုပြင်တင်တာတွေကိုပြုပြင်သွားရမှာဖြစ်တယ်လို့နိုင်ငံရေးအကြက်ခက်တွေကအကြံပြုကြပါတယ်။လက်ရှိမှာ NCA စာချုပ်ကိုပြတ်သွားပြီလို့ဆိုက ABSDF, CNF, KNU တို့ကကြေညာပြီးမြမတက်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ PNLO, ALP, LDU, NMSP ဟာလည်းနှစ်ဖွဲ့ကွဲသွားပြီး NCA ကလည်းနှုတ်ထွက်သူနဲ့ NCA လမ်းကြောင်းပေါ်မှာဆက်လက်ရပ်တည်သူဆိုပြီးဖြစ်တည်နေရပါတယ်။